ငလင်တန်ကြောက်ပျက်စီးပြိုကျခဲ့တဲ့နေအိမ်အဆအဦးတွေကိုရှာဖွေခဲ့စေနဲ့ရှင်းလင်းရေးအတွက်ဆက်ရန်နရာကြီးတွေကိုအခမဲ့ငှားရမ်းပြီးကူညီပေးနေတာတွေရှိပါတယ်။အောက်ခံတင်ပြပို့ထားပါတယ်ရှင်။စကိုင်းနိုင်ကိုဗိုလ်ပြုတ်ပြီးလုတ်ခတ်ခဲ့တဲ့ငလင်ကြောင့်မန္တလေးမြို့မှာနေအိမ်အဆောက်အုံတွေထိခိုက်ပျက်စီးခဲ့ပါတယ်။မြင်းငလင်လုတ်ခတ်မှုကြောင့်ပေဆုံးသူ2054ယောက်ရှိခဲ့ပါတယ်။ဆက်လက်ပြီးရှာဝေကယ်ဆယ်ရေးလှုပ်ဆောင်မှု ဆက်ရင်းများကြီးတွေလိုအပ်နေပါတယ်။လက်ရှိမှာလည်းပုဂ္ဂလိကလုပ်ငန်းရှင်တွေရဲ့ဆက်ရင်းများကြီးတွေနဲ့ပိတ်မိနေသူတွေကိုရှာဝေကယ်ဆယ်ရေးလှုပ်ဆောင်နေပါတယ်။အော်အခုကျမတို့ကပရာဟိတပေါ့နော်ဒီမြင်းကလေးဘေးမှာကျမကိုယ်တိုင်ကလည်းမန်းလေးမှာရှိနေရလေအဲ့ဒီအချိန်မှာအဲ့တော့ ဒီဖြစ်ဖြစ်သွားတဲ့ဖြစ်ပျက်ကြီးရတာကတော်တော်ကိုစိုးစိုးဝါးဝါးကြီးဖြစ်သွားတယ်ကျွန်တော်တို့ငန်းလေးမှာအဲကျွန်တော်တို့ဘက်ကနိုင်တော့အင်အားလေးနဲ့အဲကျွန်တော်တို့ပြည်သူပြည်သူချင်းပေါ့နော်နိုင်တော့အင်အားလေးနဲ့ကျွန်တော်တို့ကူညီလာပါကိုအဲ့လိုရင်းပနစည်းရဲ့မဟုတ်ဘူးကိုကျွန်တော်တို့ဒီနစည်းပဲရှိတာဒီနစည်းလေးနဲ့ကျွန်တော်တို့နိုင်တော့အားနဲ့ပဲလောက်တာရှိကိုဆယ်ရင်းများရှိသူတွေကရှားဝေကယ်ဆယ်ရေးနဲ့ရှင်းလင်းရေးအတွက်ဝန်ဝင်ပြီးမြန်မြန်ပူးပေါင်းဆောင်ရွက်စေချင်တယ်လို့လူမှုကွန်ရက်တင်တာဝန်ရှိသူကတိုက်တွန်းထားပါတယ်။ ဒီဆိုရင်ဒီအမြင်ရလို့ရင်လည်းဒီပြပြနေအစားအယာဒီဒီလောင်းတွေပါဒီငယ်ချတင်းမောင်ကြီးရက်ကြလာတဲ့မြောက်ရောရတော့မျိုးပြစီတဲ့ဒီအနန္တရတားဆူနေရပေါ့အဲဆိုတော့ညီလေးပေါ့ပေါ့ကိုတို့အခုတောက်ထဲအမြင်နဲ့ပြောရင်တော့ဒီဆိုရင်ဒီအရှိတဲ့လူတွေအနေနဲ့ပေါ့တော့ဝိုင်းဝန်းပြီးတော့ကိုပေါင်းဆောင်ရရင်တော့ဒီဟာတန်ရှင်းပိုင်းရောဒီရှင်းလင်းရေးပိုင်းရောအများပြီးအောင်ပြီးအောင်ပေါ့ညီလေးရောနောက်ကြမှာပြန်လဲဒီဆိုရင်ပိုင်းရောဒီဆိုရင်ပိုင်းတကယ်နာပေါ့ညီလေးမင်းလေးဘူးအောင်ပေါ့ညီလေးနော်မင်းလေးပြီးရောပေါ့ညီလေးရော ငလင်ကြောက်ပြုတ်ပြတ်သွားတဲ့တဦးတယောက်ရဲ့အိမ်ကိုအများကောင်းမှုလေးနဲ့အများစုပေါင်းပြီးတက်နိုင်သလောက်ဝိုင်းဝန်းကူညီပေးကြဖို့ပုဂ္ဂလိကလုပ်ငန်းရှင်တယောက်ကမြစ်တာရက်ခံထားပါတယ်။ကျမတို့ဒီချိန်မှာအားလုံးခက်ခဲနေကြတာလေတက်နိုင်တဲ့သူတွေကတက်နိုင်ဘလောက်အားလေးနဲ့ဟိုအများအများစာနဲ့တဦးစာကိုအများစာလေးနဲ့ဝိုင်းပြီးတော့လုပ်ပေးကြပါလို့ပဲမြစ်တာရက်ခံနေတာပါအားလုံးကိုလေအဓိကတော့ဗျာဟိုပါတော့ ပျော်ပြက်သွားတဲ့တဦးတယောက်ရဲ့အိမ်ကိုအများအများကောင်းမှုလေးနဲ့အများစုအပေါင်းအားလေးနဲ့ဝိုင်းဝန်းပြီးတော့မှတက်နိုင်တဲ့အားလေးနဲ့တက်နိုင်သလိုကူညီပေးကြပါလို့ဒုက္ခအတိရောက်နေတော့လေဒါကျမတို့ကြတော့မြေပြင်မှာမြေပြင်မှာလက်တွေ့ရှိနေတဲ့သူတွေဆိုတော့ရင်းနဲ့ရင်းနဲ့မမြအောင်ပေါ့နော်မြင်ရတဲ့မြင်ကွင်းတွေကလေမြန်မာနိုင်ငံမှာအင်အားပြင်းငလင်လောက်ခတ်မှုကြောင့်စုစုပေါင်းတေဆုံးသူအရေးအတွက်3971ယောက်နဲ့ထိခိုက်ဒဏ်ရာရရှိသူ9988ယောက်တိရှိလာပြီး လူ969ယောက်ပျောက်ဆုံးနေဆဲဖြစ်ကောင်ကယ်ဆယ်ရရှိထားသူ493ယောက်ဖြစ်တယ်လို့ DBB ကဧပြီလ4ရက်နေ့နေ့လယ်တနာရီအထိစုစည်းရရှိထားတဲ့အချက်အလက်တွေအရသိရပါတယ်ကျွန်တော်အောင်ခံပါ